စရုပ်စုရဲ့ရွေးကောက်ပွဲကျင်းပဖို့တလခွဲလောက်ပဲလိုတဲ့အချိန်မှာရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ဖန်ဆင်းအေးအေးယူခံရသူတရားနီးပါးရှိလာခဲ့ပါပြီ။ဒီအပိုင်းအတွင်းမှာဖန်ခံခဲ့ရတဲ့ရုပ်ရှင်ဒရိုက်တာစမူထွန်းသက်လွင်နဲ့ဒရိုက်တာအောင်ချမ်းလူတို့ဆိုရင် Facebook မှာ react ပေးမိတာကြောင့်ဖန်ခံခဲ့ရတာပါ။အဲ့ဒီမတိုင်ခင်ကဒရိုက်တာမိုက်တီနဲ့တရုတ်ဆောင်နှစ်ယောက်ကလည်းရွေးကောက်ပွဲနဲ့ပတ်သက်လို့ဝေဖန်လို့ဆိုပြီးစစ်ကောင်စီကဖန်ဆီးခဲ့ပါတယ်။ လမ်းတော်ရင်ဖုန်းစစ်ခံရပြီးရွေးကောက်ပွဲစန့်ကျင်မှုပြောထားတာတွေတွေ့တယ်ဆိုပြီးဖန်စီခံရသူတွေလည်းရှိပါတယ်။စစ်ကောင်မရှင်ကထုတ်ပြန်တဲ့အချက်လက်တွေအရရွေးကောက်ပွဲကာကွယ်ဥပဒေပြဋ္ဌာန်းတဲ့ဇူလိုင်လ29ရက်ကနေလွေမာလာ2ရက်နေ့အထိ3လအတွင်းမှာတရက်ကိုတရက်နှုန်းနီးပါးဖန်စီခံရတာဖြစ်ပါတယ်။ဒီထဲမှာနမယ်စင်းတိကျတိရတဲ့သူက24ရက်ပဲရှိပြီးအဲ့ဒီမှာအသက်16နှစ်မပြည့်သေးသူ၄ယောက်နဲ့အမျိုးသမီး၃ယောက်ပါဝင်ပါတယ်။ ဂျန်နဲသူတွေရဲ့အချက်လက်တွေကိုတော့ထုတ်ပြန်တာမရှိပါဘူး။စစ်ကော်မရှင်ကဒီလိုမျိုးစောင့်ကြည့်ဖမ်းဆီးရေးယူနေတာဟာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုချိုးဖောက်နေတာဖြစ်ပြီးပြည်သူတွေကိုအကြောက်တရားနဲ့ထိန်းချုပ်ဖို့ကြိုးပမ်းနေတာလို့သုံးသက်တဲ့သူတွေကဆိုပါတယ်။ဆိုရှယ်မီဒီယာမှာရွေးကောက်ပွဲဒါမှမဟုတ်ရွေးကောက်ပွဲဝါဒဖြန့်ရုပ်ရှင်ကိုဝေဖန်တာဒါမှမဟုတ်ဝေဖန်ထားတဲ့ post ကို react ပေးမိတာကြောင့်ဖမ်းဆီးခံရတဲ့သူ၁၀ယောက်ရှိပါတယ်။ရွေးကောက်ပွဲကိုစန့်ကျင်လှုံ့ဆော်လို့ဆိုပြီး ဖန်စီခံရတဲ့သူက9ယောက်ရှိသလိုစနားပြလို့ဖန်စီခံရသူက4ယောက်ရှိပါတယ်။ဒီလူတွေကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေ23ကနဲ့ရေးယူထားတာပါ။ဒီဥပဒေအရရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ပြက်ပြောင်းအောင်လုပ်တာတွေကိုတားမြစ်ထားပါတယ်။အဲ့ဒီအတွက် ထောင်ဒဏ်3နှစ်ကနေ9နှစ်အထိချနိုင်လို့ငွေဒဏ်လည်းချနိုင်ပါတယ်။ကိုစလေလောင်းရဲ့ပိုစတာကိုဖျက်ဆီးလို့ဆိုပြီးဖန်စီခံရသူက2ယောက်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်ကို ဆဲဆိုထိုးကျိတ်လို့ဆိုပြီးဖန်းခံရသူကတယောက်ရှိပါတယ်။သူတို့ကတော့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကို အကာအကွယ်ပေးထားတဲ့ပုံမှန်24ကနဲ့အရေးယူထားတာဖြစ်ပြီး ထောင်ဒဏ်3နှစ်ကနေ9နှစ်အထိချမှတ်ခံရနိုင်ပါတယ်။စစ်ကော်မရှင်ကပထမအတုပ်ရွေးကောက်ပွဲကိုဒီဇင်ဘာ28ရက်နေ့မှာနိုင်ငံတွင်းကမြို့နယ်တရားနှစ်မြို့နယ်မှာကျင်းပမယ်လို့ဆိုထားပါတယ်။နောက်တစ်တုပ်ကတော့ဇန်နဝါရီလ17ရက်နေ့မှာနောက်ထပ်မြို့နယ်တရားမှာကျင်းပမှာပါ။ ဒေါ်လန်အင်အားစုတွေကတော့ရွေးကောက်ပွဲကိုသပိတ်မောက်ကြဖို့စော်ဩထားပြီးကုလဒူးကိုလည်းတွန်အန်ဒရူးကတော့လွတ်လပ်ပြီးတရားမျှတရဲ့ရွေးကောက်ပွဲဖြစ်မှာမဟုတ်ဘူးလို့သတိပေးထားပါတယ်